ရရှင်ကိုယ်တော်မြတ်ကဆင်းရဲကနေလွတ်ဖို့အတွက်ယုံသွားတယ်ဆိုတဲ့နေရာမှာဆင်းရဲကိုဆင်းရဲမှန်သိသွားတယ်။သူ့ရဲ့တတန်တရာလုံးကြုံခဲ့တဲ့အရာတွေအပါအဝင် နောက်ဆုံးဘဝဖြစ်တဲ့သိတ္တထာမင်းသားဘဝမှာကြုံတွေ့ရတဲ့အရာတွေပေါ်မှာညီငွေမှုတွေဖြစ်သွားခဲ့တယ်။နမိတ်ကြီးလေးပါးကိုမြင်တဲ့အတွက်ကြောင့်မလို့ညာ ထတ်တဲ့ပုံကိုဖြစ်တဲ့အတွက်နမိတ်လောက်မြင်ရုံနဲ့လည်းတန်ဝေကရတယ်သူဩသူနာသူတေယဟန်ဆိုတဲ့ဒီနမိတ်တွေကိုမြင်ပြီးတော့ဟောလူဆိုတာကအိုတယ်နာတယ်တေရတယ်ဒါတွေရဲ့လွတ်မြောက်ရာကတော့ယဟန်ဘဝပဲလို့လမ်းကြောင်းမြင်တော့ယုံသွားတယ်အဲ့ဒီလိုယုံသွားတဲ့အတွက်ကြောင့်မလို့လွတ်မြောက်သွားတဲ့အခါ လွတ်မြောက်ရာလမ်းကို တွေးရှိတဲ့မြတ်စွာဘုရားကဒီလမ်းကိုတတ္တဝါတွေကိုပြန်ပြတာဘုရားရှင်ပြတဲ့အတိုင်းလျှောက်တဲ့သူတွေလွတ်တယ်မလျှောက်တဲ့သူတွေမလွတ်ဘူးလျှောက်ဖို့ရာအတွက်ကို ကိုဘဝကိုကိုတန်ဝေကရမှာဖြစ်မှာဘဝတစ်ခုရှိနေတဲ့အခါမှာတချို့ကကိုဘဝကိုကိုပြန်ကြည့်ပြီးတော့အမြင်မှန်တွေရကြပေမဲ့ တချို့ကကိုဘဝကိုပြန်ကြည့်ပြီးတော့တောင်းအမြင်မှန်မရကြဘူးတဘဝလုံးပြန်ကြည့်လိုက်လို့ရှိရင်ငိုလိုက်ရီလိုက်တော်တော်ကြာဝမ်းနေလိုက်တော်တော်ကြာဝမ်းသာလိုက်တော်တော်ကြာစိတ်ချမ်းသာလိုက်တော်တော်ကြာစိတ်ဆင်းရဲလိုက်နေဒီလောက်ကိုပြောင်းလဲနေတဲ့ဒုက္ခတွေစိတ်ချမ်းသာသွားနေခြင်းပဲလို့လည်းနေလို့မရ ခဏလောက်စိတ်ချမ်းသာမယ်ကြံသေးတယ်နောက်ထပ်အနိဋ္ဌာယုံဆိုတဲ့အနောက်ရှက်အာယုံတွေပေါ်လာတဲ့အတွက်ကြောင့်ပျော်နေတယ်ဆိုတဲ့စိတ်ကနေပြောင်းလဲသွားပြီးတော့စိတ်ညစ်တယ်ဆိုတဲ့စိတ်မချမ်းသာဘူးဆိုတဲ့စိတ်ပြောင်းသွားပြန်ရောဒီလိုနဲ့ကျဉ်နှက်နေတယ်ဆိုတဲ့သဘောတရားကနေအနောက်ရှက်ဝင်လာတော့စိတ်ဆိုးသွားတယ်ဆိုတဲ့သဘောတဘာဝစီပြောင်းလဲသွားပြန်ရော လူတယောက်ကိုချစ်နေတာကနေအလုံးမပြည့်တဲ့အခါမှာငါကသာသူ့ကိုကောင်းပေးရတာသူကငါ့ဘောင်မှာမကောင်းဘူးငါကသာသူ့လူရာတွေကိုဖြည့်ဆွမ်းပေးနေရတာသူကငါလိုအပ်ချက်ကြတော့မသိချင်အောင်ဆောင်းတယ်ငါကလက်ရုံးမှုတွေနဲ့နေရပေမဲ့သူကသူ့အတွက်ပဲသူသိတယ်ဒီလိုနဲ့ချစ်တဲ့သူကိုတောင်မုန်းသွားပြန်ရောအဲ့ဒီလိုမတည်မြဲတဲ့ စိတ်ခံစားချက်တွေနဲ့စိတ်အခြေအနေတွေနဲ့ကိုယ့်ရဲ့တန်တာမှာရှိတဲ့စိတ်ဤဟူသောဝိညာဏခန္ဓာနဲ့ခံစားမှုဤဟူသောဝေဒနာခန္ဓာရဲ့ပြောင်းလဲဖောက်ပြန်မှုတွေကိုသူမမြင်ဘူးစဉ်ညလည်းပဲနောက်ထပ်စိတ်ချမ်းသာမှုတစ်ခုကိုထပ်ရှာတယ်ဒီလူကစိတ်ချမ်းသာမှု မပေးဘူးဆိုနောက်ထပ်စိတ်ချမ်းသာမှုပေးမယ်လို့သူထင်တဲ့လူတစ်ယောက်ကို ရှာပေါင်းတယ် အမှန်ကဒီလူတယောက်နဲ့တင်တံဝေကရရမှာဘဝတစ်ယောက်လုံးမှာကိုယ့်ကို လူမျိုးစုံက တရားမျိုးစုံပြသွားပြီးပြီဘယ်လိုတရားမျိုးစုံပြလဲဆိုတော့တစ္ဆာရှိတယ်ဆိုတာလဲကာလတစ်ခုအတိပဲအဲ့ဒီတစ္ဆာရှိခြင်းတည်းတစ္ဆာမရှိခြင်းတစ္ဆာပေါက်ခြင်းနဲ့အဆုံးတတ်တယ်လို့တချို့သောလူတွေကပြသွားတယ်ကိုယ့်ဘဝမှာတိတတ်တယ်ကိုယ့်ကိုအနန္တခံတယ်ဆိုတဲ့သူတယောက်ကလည်းကာလတစ်ခုအတိပဲ ကာလရွေလျောသွားတဲ့အခါအရိအနန္တခံပါတဲ့ဆိုတဲ့သူကကိုကိုကိုဥပိ္ခာပြုထားတဲ့လူတယောက်ဖြစ်သွားတာကိုလေတချို့သောလူတွေကပြတယ်ကိုကိုချစ်လက်ပါပြီဆိုတဲ့သူကပဲနောက်ကျောကိုဓာတ်နဲ့ထိုးသွားတဲ့တချို့သောလူတွေကလည်းချစ်တယ်ဆိုတာအဲ့ဒီလိုတစ္ဆာဖောက်ပြီးတော့ပျက်စီးရပျက်စီးကြောင်ကြံတက်တဲ့သူတွေဖြစ်သွားတတ်တယ်လို့တချို့သော သူတွေကတရားပြတယ် အဲ့ဒီပေါင်းသင်းဆက်ဆံနေတဲ့သူတွေကြီးကနေတန်ဝေကမရလိုက်ဘူးဒီလူမကောင်းရင်နောက်လူပြောင်းမယ်ဒီနေရာမကောင်းရင်နောက်နေရာပြောင်းမယ်စသည်ဖြင့်ကျုံနေတဲ့ဆင်းရဲရဲ့ထွက်ပေါက်ကို အမှန်တိုင်းမမြင်ဘူးထွက်ပေါက်ကိုအမှန်တိုင်းမမြင်တော့ကာမတုခတစ်ခုခုကိုရှာပြီးတော့ထွက်ပေါက်ရှာတဲ့အခါထွက်ပေါက်အရှာမှားတဲ့အတွက်ကြောင့်မလို့ နောက်ထပ်ဒုက္ခတစ်ခုပဲထပ်ပြီးတော့ကြုံရတယ်လူတို့နဲ့တူကသူတို့နဲ့ပတ်သက်တဲ့ဒုက္ခတွေကထပ်တူမကြပေမဲ့လို့စင်တူတွေကြီးပဲဒုက္ခပေးကြတာကိုသားသမီးကိုကြတော့ဒါငါမွေးထားတဲ့သားလေးငါမွေးထားတဲ့သမီးဆိုတော့ငါတာဝန်ရှိတာပေါ့ငါတာဝန်ပဲလေလို့တာဝန်ဆိုတဲ့စိတ်ကို ခံယူလိုက်ပြီးတော့ဖြည့်စွမ်းပေးနေပေးမယ်လို့အဲ့သာသမီးတွေကသူ့ကိုတစ်ချက်မှပြန်မကြည့်ဘူးကိုကတစ်တလုံးဖြည့်စွမ်းပေးလိုက်ပေးမယ်လို့ကိုသွေးသားပဲလို့ဆိုပေမဲ့ကိုကိုတိုင်းမွေးလိုက်တဲ့ကိုသွေးသားကကိုကိုသွေးသားလို့မတတ်မှတ်ဘူးအမေနဲ့အဖေကြီးလာတဲ့အချိန်ကြတော့ကိုตายရတယ်လို့ထင်တဲ့သစိမ်းတစ်ယောက်ကို ွေးသားထက်ပိုချစ်ပြပြီးတော့အဖေနဲ့အမေကိုကျွေးမွေးခြင်းစောင့်ရှောက်ခြင်းမရှိဒီတိုင်းပြစ်ထားခဲ့ပြီးအိုးကားမှခိုကိုရာမဲ့အောင် ပြစ်ထားတဲ့သာသမီမျိုးတွေလည်းရှိတယ်။ကိုကသာချစ်နေပေမဲ့သူတို့ကချစ်တာမဟုတ်ဘူး။အဲ့တော့ဘာမှမတည်မြဲသောအရာကိုစုပ်ကင်ထားတဲ့ဘဝနဲ့နောက်ဆုံးမှနောင်တနဲ့အဆုံးသတ်သွားတယ်။ဒါရီကိုမြတ်စွာဘုရားမြင်တော်မူတယ်။ဘိဇနာဓမ္မောဘိဇတိ ြိုကွဲမဲ့တရားက ပြိုကွဲမှာပဲနတနာဓမ္မောနတတိပျက်စီးမဲ့တရားကပြတ်မှာပဲငโกကလေးကမှာပျက်စီးတတ်တဲ့သဘောတဘာဝနဲ့တိဆောက်ထားသောတတ္တဝါပြောင်းလဲဖောက်ပြန်ထားတဲ့ခန္ဓာ၅ပါးနဲ့တိဆောက်ထားတဲ့တတ္တဝါကိုငါ့ကိုယ်တော်တစ်လုံးချင်းမှာပဲငါ့ကိုယ်တော်တစ်လုံးသစ္စာရှိမှာပဲလို့ထင်တာဟာမိုက်တာပဲအချိန်နဲ့အရရက်တွေကလည်းပြောင်းလဲသလို ပြောင်းလဲတဲ့အခြေအနေတွေပေါ်မှာမူတည်ပြီးလူတွေရဲ့စိတ်တွေပြောင်းလဲသလိုခံစားချက်တွေလည်းပြောင်းလဲတယ်။ကြီးညိုပါတယ်ဆိုတဲ့စိတ်တောင်ပြောင်းလဲတယ်။အဲ့ဒီကြီးညိုမှုနောက်မှာဂုံတွေနဲ့ဖုံးပြီးတော့အစစ်အမှန်တွေပျောက်ကုန်တတ်တယ်။ဘာကိုကြီးညိုတာလဲတချို့တွေကရုပ်ကိုကြီးညိုတယ်တချို့ကအတန်ကိုကြီးညိုတယ်။တချို့ကတော့သူ့ရဲ့တကယ်အနှစ်ဖြစ်တဲ့သီလသမာဓိတိတ်္ခာကိုကြီးညိုတယ်။ ဲ့ဒီလိုနဲ့သီလသမာဓိဒိဋ္ဌာကိုအလေးထားပြီးတော့သန္တာဝိကထွတ်မြောက်ရာယုံနေတဲ့သူတယောက်ကို ကိုကအတ္တသာဆိုတော့အတ္တမျက်လုံးနဲ့သွားသွားကြည့်တယ်အတ္တပေဒံနဲ့သွားသွားတိုင်းကြတယ်ငြင်းချမ်းစွာနေတဲ့သူတွေကိုလည်းငြင်းချမ်းစွာနေခွင့်မပေးဘူးနင်ကားမစီးဘူးလားနင်ကြောင်းတိုက်အကြီးကြီးနဲ့မနေဘူးလားနဲ့အဲ့ဒီလိုအတ္တပေဒံနဲ့သွားသွားတိုင်းပြီးတော့သွားနှိုင်းရှင်ကြတယ် မတူဘူးဆိုတာကိုမသိဘူးအတ္တခေါင်းပါနေသော သူတယောက်ရဲ့နှလုံးသားနဲ့အတ္တထူပြောနေသော သူရဲ့နှလုံးသားမတူသလိုလောဘထူပြောနေသော သူတယောက်ရဲ့အမြင်နဲ့လောဘနဲနေတဲ့လူတယောက်ရဲ့အမြင်မတူတာကို သွားသွားညှိနေကြညှိတဲ့အခါမှာသူတော်ကောင်းတွေဒုက္ခရောက်တယ်အေးချမ်းစွာနေခြင်းနဲ့သူတော်ကောင်းတွေအေးချမ်းစွာမနေရဘူးပြောခဲ့ပြည့်တဲ့အတိုင်းနင်ဘာလို့ကာမရှိရတာလဲ နင်ဘာလို့ចောင်းတိုက်အကြီးကြီးနဲ့မနေတာလဲငါတို့ကအဲ့ဒီကားကြီးစီးမှကြီးညိုတာငါတို့ကအဲ့လိုចောင်းတိုက်အကြီးကြီးနဲ့မှကြီးညိုတာဒါကောမှခုံရှိတယ်လို့ထင်တယ်အတ္တသမအတ္တပေရံနဲ့သွားတိုက်လောဘသမလောဘပေရံနဲ့တိုက်ပြီးတော့သွားနေပင်မဲ့လူရင်းမရောက်ကြဘူးကိလေသာကင်းရာနိဗ္ဗာန်ကိုရောက်ချင်တယ်ဆိုပြီးတော့အဲ့ဒီခုံနေနဲ့ပြန်ဖုံးနေကြတယ် ပကာသနာတွေနဲ့ပြန်ဖုံးနေကြလိုရာမရောက်ဘူးမြစွာဘုရားကတန်ဝေကရဖို့အတွက်တရားတွေဟောပေးမယ်ဂုံတွေနဲ့လိုက်ဖုံးနေတယ်ပကာသနာတွေနဲ့လိုက်ဖုံးနေတယ်ကာမဂုံပစ္စည်းတွေနဲ့လိုက်ဖုံးနေတယ်အဲ့ဒီထဲမှာဘာအနစ်မှမရှိပေမဲ့လို့အနစ်မရှိတော့အဲ့ဒီကားတွေတိုက်တယ်ဂုံပကာသနာတွေဆိုတဲ့အရာတွေကို အနစ်လို့ထင်ပြီးစုပ်ကင်ထားကြပြီးတော့အဲ့ဒီအဆူအဖွဲကြီးကတည်တံဖြစ်လာတယ် ဒါတော့သူတို့တဲမှာ ကာလတွေသာကြာညောင်းသွားတယ်အေးချမ်းချင်းဆိုတဲ့အနှစ်ကိုမတွေ့ရအောင်လက်ပေါ်လော်လီတယ်ဆိုတဲ့ရောက်ရက်ခတ်နေတာပဲတွေ့ရတယ်အစင်းမြင်လည်းပဲအသက်အသက်ပေါ်ရာတွေနောက်ကို လိုက်ပြီးတော့ဘယ်တော့မှ လောဘအတော်မတက်ဘူးအတန်နဲ့ပတ်သက်ရင်လည်းပဲဘယ်တော့မှလောဘကိုချိုးမချိုးနိုင်နိုင်ဘူးအနတ်အရသာအထီးတွေအသက်အသက်တွေကိုခံစားခြင်းနေကြတာပဲ အခုဒီလိုကောင်းတယ်ဆိုလို့ရှင်ဒီလူနားမှာဝန်းရံနေပြင်မဲ့နောက်လူတယောက်ကောင်းတယ်လို့အတန်ကြားလို့ရှင်အဲ့လူနောက်ကိုပြေးသွားပြန်ရောအဲ့တော့လူတွေရဲ့ချစ်ခင်ခြင်းတို့ကြီးညိုခြင်းတို့ဆိုတဲ့အရာတွေဟာလည်းအနစ်မရှိဘူးတည်မြဲသောအရာတွေမဟုတ်အတ္တမပယ်သေးတဲ့သူတယောက်ရဲ့ကြီးညိုမှုဟာအစင်မှမဟုတ်လောဘမပယ်သေးသောလူတယောက်ရဲ့ကြီးညိုမှုဆိုတာအစင်မှမဟုတ် သူတို့ကအပူတွေကိုသာ ပေး၍အပူတွေကိုသာအနှစ်လိုထင်ထားကြတဲ့သူတွေအဲ့ထမှာကိုမပါစေနဲ့ကိုရဲ့အနှစ်ကအရှိကလူတွေအများကြီးတေးပြနေတယ်။ငလျင်တွေလှုပ်ပြီးတော့လူတွေတေးပြတယ်။ကိုဗစ်ယောဂါတွေဖြစ်ပြီးလူတွေတေးပြတယ်။စစ်မှတ်တွေဖြစ်ပွားပြီးတော့လူတွေတေးပြတယ်။မုံတိုင်းတွေတိုက်ပြီးတော့လူတွေတေးပြတယ်။ငလျင်တွေအကြောင်းပစ္စည်းတွေပြက်ပြတယ်။ စစ်မှတ်ပေးကြောင်ပစ္စည်းတွေပြက်ပြတယ်။အိုးအိမ်တိုက်တာတွေပျက်စီးပြတယ်။ကိုဗစ်ရောဂါကြောင့်ဇီဝရည်တွေရပ်တန့်ကုန်ပြီးတော့ပြောင်းလဲဖောက်ပြန်မှုတွေကိုပြရတယ်။မုန်တိုင်းတွေရည်ကြီးမှုတွေကြောင့်အိုးအိမ်တိုက်တာတွေပျက်စီးတာတွေကိုပြရတယ်။ကိုမထီသေးတော့နောင်ဝေကမရဘူး။တနင်္ဂနွေလုံးအတိုင်းတာနဲ့ဆိုလို့ရှိရင်တော်တော်များများဟာထီဘူးတဲ့သူတွေဖြစ်နေပေမဲ့ မထီသေးတဲ့သူတွေကဒီနေ့အထိမိုင်မြဲမိုက်နေတာကိုတွေ့ရတယ်။အေးချမ်းမှုဆိုတာသူတို့အတွက်မရှိဘူး။အဲ့ဒီတော့ဘုရားရှင်ကပြိုကွဲတတ်တဲ့အရာတွေကပြိုကွဲတတ်တယ်၊ပျက်စီးတတ်တဲ့အရာတွေကပျက်စီးတတ်တယ်။ဘယ်အရာမှမမြဲဘူး။အမြဲတဲ့အရာတွေကိုစုပ်ကင်ထားပြီးတော့ငါချမ်းသာတယ်၊ငါကျမ်းမာရေးကောင်းတယ်စသည်ဖြင့်ဒီလိုကြွေးကြော်မယ်ဆိုရင်အဲ့ဒီလူဟာမိုက်တာပဲ။ ကျမ်းမာရေးကောင်းတယ်ဆိုတာ အနာရောဂါကပ်ရောက်ခြင်းနဲ့အဆုံးသတ်တာပြုံးမြင့်နှုတ်နေတယ်ဆိုတာအိုခြင်းနဲ့အဆုံးသတ်တာအသက်ရှင်တယ်ဆိုတာတည်ခြင်းနဲ့အဆုံးသတ်တာစည်းစိမ်ဥစ္စာဆိုတာပြည့်စည်ခြင်းနဲ့အဆုံးသတ်တာဘယ်ဟာမှတည်မြဲတာမရှိဘူးခဏတိုင်းခဏတိုင်းမှာအတ္တတွေဖြစ်ပြီးတော့ပြတ်နေကြတာအတ္တအတ္တတွေထပ်ထပ်ဖြစ်လာပြီးတော့အဲ့ဒီဖြစ်လာတဲ့အတ္တတွေက ဟောင်းသွားပြီးတော့ပြည့်စည်ပြတ် ကိုခန္ဓာမှာကိုပြန်ကြည့်ရင်ကိုသိတယ်ကိုရဲ့ဓာတ်လေးပါအစု ဖြစ်တဲ့ဒီစံပင်တို့မွေးညင်းတို့စတဲ့ကိုခန္ဓာကိုတစ်ခုလုံးဘယ်နေရာကြည်လဲကြည်လိုက်တည်တံ့နေတာဘာမှမရှိဘူးအမြဲတမ်းပြောင်းလဲဖောက်ပြန်နေတာစောင့်ရှောက်နေတဲ့ဈာရကကို ပြောင်းလဲဖောက်ပြန်နေတာဒီဓာတ်လေးပါကပြင်ပကဥတုဒီဟုသော တေဇောတပြောင်းလဲဖောက်ပြန်မှုတွေကြောင့်မိုးရီရွာ ရေတွေနဲ့ထိဆိုတဲ့အဘောတက်တွေနဲ့ထိရတဲ့အတွက်ကြောင့်ပြောင်းလဲဖောက်ပြန်ကြတယ်။မွေလေးကောင်နဲ့တူတယ်။မွေလေးကောင်စလုံးတပြိုင်တည်းဆန္ဒတူညီနေဖို့မဖြစ်နိုင်ဘူး။မွေလေးကောင်စလုံးကိုစိတ်ချမ်းသာအောင်သူတို့ကျင့်နဲ့အောင်တပြိုင်တည်းနဲ့စောင့်ရှောက်လို့မဖြစ်နိုင်ဘူး။တကောင်ကရေချိုးခြင်းတကောင်ကအိတ်ချင်မှတကောင်ကအိတ်ချင်တဲ့အချိန်တကောင်ကစားခြင်းမှအဲ့ဒီလို တကောင်ရဲ့ဆန္ဒနဲ့တကောင်ရဲ့ဆန္ဒမတူသလိုဒီတလေးပါကလည်းဒီအတိုင်းပဲပထဝီဓာတ်ဖောက်ပြန်လို့ပထဝီဓာတ်ကိုဂယုဆိုင်နေတုံအာဘောဓာတ်ကဖောက်ပြန်အာဘောဓာတ်ကဖောက်ပြန်လို့ဂယုဆိုင်နေတုံတေဇောဓာတ်ကဖောက်ပြန်ရောအဲ့ဒီလိုနဲ့တလေးပါ၄ခုအလဲကြဖောက်ပြန်နေတာနဲ့ပဲကျမ်းမာတယ်ဆိုတော့တခါမှမရှိဘူးဂယုဆိုင်နိုင်လုံအာကြည့်လို့ပူလာရင်ရေချိုးပေးကြတယ် အေးလာရင်စောင့်ချုံပေးကြတယ်ဒီအတိုင်းပြစ်ထားကြည့်ပါလားစောစောစီစီပြောင်းလဲဖောက်ပြန်ပြီးတော့အသက်တောင်ရှည်မှာမဟုတ်ဘူးစောင့်ချုံနိုင်လွန်းတာတောင်မှ အစာအသောက်တွေဆေးဝါးတွေနဲ့စောင့်ရှောက်တာတောင်မှဖောက်ပြန်နေတာပဲအဲ့ဒါတန်ဝေကရရမှာကိုဘဝကကိုကိုတန်ဝေကရအောင်တရားတွေပြနေတာတရားမရှိကြအောင်ဘယ်အရာမှ မတည်မြဲဘူးခဏသာတည်တာရုပ်တစ်ခု အာယုံရလိုက်တယ်။မြင်ရတဲ့အဆင်ချစ်တဲ့သူရဲ့အဆင်ပဲဖြစ်ဖြစ်မုန်းတဲ့သူရဲ့အဆင်ပဲဖြစ်ဖြစ်ခဏတီးပြီးခဏပြတ်တာဒါပေမဲ့သူမမြင်ဘူး။ချစ်စရာလို့နှလုံးသွင်းလိုက်ပြီးတော့သူလောဘတွေတဏှာတွေပွားပြန်ရောမုန်းစရာလို့မသိမတင်တော့နေနဲ့နှလုံးသွင်းပြီးတော့ဒေါသတွေအိတ်တာတွေမစ္စရိယာတွေပွားနေပြန်ရောကိုကိုကိုအကုသို့တားကောင်းကြီးဖြစ်နေမှလည်းမသိဘူး။ဘုရားရှင်ကတတိမလွတ်နဲ့ အပမာဒိနသံပါရိထတဆက်ကံတော်တတိလွတ်လို့မရဘူးတတိလွတ်တာနဲ့တပြိုင်နက်အဲ့ဒီအာဟုသူတွေဝင်တာကိုကအဲ့ဒီလိုတတိကိုလွတ်ထားလိုက်တဲ့အခါကျတော့ညံမကိန်းပဲနဲ့အဝိဇ္ဇာကိန်းနေတယ်မောဟာဒီဟုသောအဝိဇ္ဇာကိန်းနေတော့ကုသိုလ်လည်းမသိဘူးအာဟုသူလည်းမသိဘူးမြင်ရတဲ့အစင်းတွေရုပ်ဆိုတာလည်းမသိဘူးပုံကိုပဲသူက ဲ့အစင်းတွေကိုကြည့်ပြီးကိုယ်ရှိမှပြနေတော့အစင်းတွေကနေတရားမယူတတ်ဘူးအမှန်ကဘုရားရှင်ကကိုယ်ခန္ဓာမှာလဲတစ်ခုမှအလတ်မရှိဘူးအလုံးဟာ တရားရှုလို့ရတဲ့အရာတွေကြီးပဲပြင်ပကအာယုံတွေကလည်းတစ်ခုမှအလတ်မရှိဘူးတရားရှုလို့ရတဲ့ကမ္မထာအာယုံတွေကြီးပဲယူတတ်ရင်တရားရမှာအဲ့တော့ကိုတင့်တင့်တဲ့နှလုံးသွင်းမရှိတော့ဒီလိုကငါချစ်တဲ့သူဒီလိုကငါမုန်းတဲ့သူ စာသည်ဖြင့်အဂရီတွေလိုက်လာချစ်တဲ့သူလို့ဆွဲလိုက်တာနဲ့တပြိုင်နက်ဆန္ဒဂရီလိုက်ပြီးတော့အကုသိုလ်တွေပွားလာတယ်ပတ်လိုက်လာတယ်မုန်းတဲ့သူလို့နှလုံးသွင်းလိုက်တာနဲ့တပြိုင်နက်ဒေါသဂတိနဲ့ဖိနှိပ်ခြင်းတွေအနိုင်ယူခြင်းတွေဆိုတဲ့အကုသိုလ်တွေပွားလာတယ်အဲဒါကြောင့်မြတ်စွာဘုရားကချစ်ခြင်းမုန်းခြင်းမရှိနေနိုင်ရမှာသူကိုယ်တိုင်တောင်းမှနန်းစည်းစိမ်တွေကိုမယားစည်းစိမ်သားစည်းစိမ်အရာအလုံးစွန့်ထားခဲ့တာပဲ။ စွန့်နိုင်မှချမ်းသာမယ်လို့ဘုရားရှင်ကိုရောင်မြတ်ဟောထားပေမဲ့ဒီညစွာဘုရားရဲ့သာသနာထဲမှာနေနေကြရင်းနဲ့စွန့်ရမယ်အရာကိုမစွန့်ဘဲနဲ့စုကြတယ်ဒုက္ခတွေစုကြတယ်အဲဒီဒုက္ခတွေစုပြီးတော့အခုလိုဘေးတွေလည်းသင့်ရောတခုမှလည်းမကြံတော့ခဏတာအားဖြင့်ပိုင်ဆိုင်မှုပေါ်မှာမန်တက်သွားပြီးတော့ရင်မူးသွားပြီးတော့ငါကဒီလောက်ချမ်းသာတယ်သူငါက ဒီလောက်ဩဇာကြီးတဲ့သူငါကဒီလောက်ဘုံကြီးတဲ့သူနဲ့မန်တက်မြတ်စွာဘုရားကအဲ့ဒီမာမာနချိုးဖို့အတွက်ငါဥစ္စာမဟုတ်ဘူးငါမဟုတ်ဘူးငါအတ္တမဟုတ်ဘူးလို့ရှုခိုင်းထားတယ်ပွားများနီးပေးထားခဲ့တယ်ဒါပေမဲ့မပေါ်ဘူးသူ့ဘဝထဲမှာရလိုက်ကုံသွားလိုက်ဖြစ်တည်လိုက်ပျက်စီးသွားလိုက်နဲ့အနီးကပ် တရားတွေပြနေတာလဲ तू မမြင်ဘူးအဲ့ဒီကနေတန်ဝေကညံရအောင်လဲ तू မကြိုးစားဘူးယုတ်မှန်သမျှဘယ်တရားမှမမြဲဘူးမြတ်စွာဘုရားကယုတ်မှန်သမျှငါဥစ္စာမဟုတ်ဘူးကိုတန်တမရှိတဲ့မျက်စိနားနှာခေါင်းရှာကိုအပါအဝင်စံပင်မွေးညင်းစတဲ့ပတဝီတက်တွေတဲကျေတလိအစရှိတဲ့အာဘောတက်တွေအထက်ဆန်တက်တက်လေးအောက်ဆုံစင်းတဲ့လေးစတဲ့ လေတက်တွေအပူအေးဒီဟူသောတေဇောတက်တွေဒါပဲရှိတယ်လို့မြတ်စွာဘုရားဟောပေမဲ့အဲ့ဒါတွေကိုမြင်အောင်မကြည့်ဘူးငါပဲသူပဲငါချစ်သူငါမုန်းတဲ့သူဒီလိုပဲပုံကိုယ်ဆွဲတတ္တဝါဆွဲနေတော့ဘုရားဟောတဲ့တရားကိုကြောခိုင်းထားကြတယ်မြတ်စွာဘုရားဟောတဲ့တရားကမြင်သမျှတရားတွေဟာကိုယ့်ကို တရားပြနေတယ်မြင်သမျှယုတ်ခံစားမသိသမျှ ေါ်လာသမျှနန္တရားဘယ်တရားမှမမြဲဘူးအဲ့တော့ကိုတန်တမာပဲကြည့်လို့ကြာကြာလဲမတီးကြဘူးအစင်းကိုကြည့်လိုက်တယ်ဘယ်စိတ်ကမြဲနေလို့လဲအဲ့ဒီစိတ်ဖြစ်စဉ်တစ်ခုတည်းမှာတောင်မှတစ်ခုနဲ့တစ်ခုခဏလေးပဲတည်တာဘာတွေကိုတည်တန့်တယ်လို့သွားပြီးစွဲနေတာတော့မြင်သိစိတ်ဖြစ်ပြီးသွားတဲ့နောက်မှာပင်စရတဝိဇ္ဇံစက္ခုဝိညာဉ်ဆိုပြီးမြင်သိစိတ်ဖြစ်တာအဲ့မြင်သိစိတ်ဖြစ်တဲ့အခါမှာမှ ။တံပတိဆိုင်တန်တိရဏဝုတ်ထော။အဲ့ဒီလိုစိတ်တွေဖြစ်။ဒီတော့မြင်သိစိတ်ဖြစ်ပြီးနောက်မှာတော့မှဇောမကြခင်မှာအာယုံလက်ခံစိတ်အာယုံစုံစမ်းစိတ်အာယုံကိုဆုံးဖြတ်တဲ့စိတ်ဆိုတဲ့စိတ်ကခြားသေးတာပြီးတော့ဇောတွေဇောနှလုံးသွင်းမတင့်တင့်တော့အကုသိုလ်စိတ်တွေဖြစ်တယ်။နှလုံးသွင်းတင့်တင့်ရင်တော့ဉာဏ်တွေကိမ့်ပြီးတော့ကုသိုလ်စိတ်တွေဖြစ်မှာ။အဲ့ဒီတော့အရာတွေ အဝင်းကျင်မှာရှိတဲ့တရားတွေကအစင်းတွေပြနေတယ်မြင်ပြီးတော့သိကြတယ်ပြီးတော့ဇောတွေစောကြတယ်အတန်တွေကြားရတယ်ကြားပြီးတော့သိကြတယ်သိပြီးတော့ဇောတွေစောကြတယ်အနံ့တွေရတယ်အနံ့ကိုသိကြတယ်သိပြီးတော့ဇောတွေစောကြတယ်အဲ့သိတဲ့အခိုက်မှာပဲတရားလေးဆင်ကျင်ပြီးတော့ဒါဟာအစင်းရုပ်တာဖြစ်သည်လို့ငါဥစ္စာမဟုတ်ငါမဟုတ်ငါအတ္တမဟုတ်ကုံဆုံးတတ်တဲ့အတွက်ကြောင့်မမြဲပဲ ဖြစ်ပြီးပြတ်တက်တဲ့အတွက်ကြောင့်ဆင်းရဲတယ်ပုဂ္ဂိုလ်တ attva မြေချင်းအဆရှိသောအနှစ်မရှိသောကြောင့်အဆိုးမရလို့ဆင်ခြင်လိုက်ရင်ညံစောတွေစောမှာဒါပေမဲ့နှလုံးသွင်းရမသိမ့်တဲ့တော့ဒါငါချစ်တဲ့သူအခုမြင်နေတဲ့သူကငါချစ်တဲ့သူအခုမြင်နေတဲ့သူကငါမုန်းတဲ့သူ ਨੇ အချစ်တွေအမုန်းတွေပွားပြီးတော့တဏှာတွေဒေါသတွေပွားပြီးအကုသိုလ်သားကောင်ဖြစ်သွားတယ်နောက်ထပ်တန်တရာလဲစေဖို့အကြောင်းတွေကိုတိဆောက်ပလိုက်တယ် အုံမြင့်တွေချပလိုက်တယ်။အဲ့တော့အနာဂတ်ဘဝမှာကိုပြုတ်ထားတဲ့အဲ့ဒီကံတွေရဲ့အတိုင်းကို့မှာစောနေတဲ့ဇောတွေရဲ့အတိုင်းပြိတန်တွေတွေပြေတော့မှာဒီလိုနဲ့တန်တရာတွေကမပြတ်ကြတာတဲ့လက်ရှိအချိန်မှာဖြတ်လို့ရတဲ့အတိုင်းမဖြတ်ကြဘူးဖြတ်လို့ရတဲ့အခါဆိုတာကကို့ဘဝကြီးမှာအဲ့ဒီလောက်ကြမ်းတမ်းတဲ့လောကဓာတ်တွေဂျုံခဲ့ဘူးတဲ့သူတွေရှိတယ်လို့တချို့ကသူတစ်ပါးဂျုံတဲ့လောကဓာတ်ကနေတရားယူတာ အဲ့တော့ဘုန်းကြီးတို့လိုကိုယ်တိုင်ကြုံထားတဲ့သူတွေကြတော့ဒါတွေမှာကို့တဘဝတည်းနဲ့တည်းပြနေတဲ့တရားတွေကတော်တော်လေးကို လုံလောက်တာတဲ့ကိုလွန်နေပြီခံစားရတာတွေကလည်းလုံလောက်တာတဲ့ကိုလွန်နေပြီအာမန်လူတွေအနေနဲ့ပြောရမယ်ဆိုလို့ရှင်တော့အသက်တောင်ဆက်မရှင်ကျင်တော့ဒါပေမဲ့ဩဒီအသက်ဆက်ရှင်နေသေးတာဟာမြတ်စွာဘုရားတရားကိုကျင့်ဖို့အချိန်ပေးနေသေးတာပဲလို့နှလုံးသွင်းလိုက်ပြီးတော့ကုသိုလ်လမ်းကြောင်းပေါ်ကိုကိုကိုပြန်ဆွဲခေါ်ယူရတာ အဲ့တော့ပြန်ဆွဲခေါ်နိုင်ပါမှလမ်းကြောင်းပြန်ဖြောင်းတာတို့တော့အများစုကကိုကိုကိုမကဲကြဘူးအကုသိုလ်တွင်းတဲ့ကိုခုံခုံကြချစ်စရာတွင်းရင်ချစ်ပလိုက်ပြီးတော့အကုသိုလ်တွင်းနဲ့ခုံကြမုန်းစရာတွင်းရင်လည်းလွယ်လွယ်ကူကူမုန်းပြီးတော့အကုသိုလ်တွင်းနဲ့ခုံကြကိုကစပြီးအာယုံထင်ကြတဲ့ကိုကတင့်တင့်စွာနှလုံးသွင်းရင်ဘယ်တရားမှမမြဲဘူးအခုထင်လာတဲ့အစင်းကမမြဲဘူးလို့သာဆင်ကျင်လိုက်မယ်နှလုံးသွင်းလိုက်မယ်ဆိုရင် ်နောက်ပိုင်းကုသိုလ်ဖြစ်ဖို့ပဲသူကအဲ့ဒီမမြဲတာတွေမေ့ဆင်းရဲတာတွေလည်းမေ့လောကကြီးကမျိုးစုံ ပြောင်းလဲဖောက်ပြန်ပြပြင်မဲ့သူက တရားမမြင်ဒီတော့အစင်းမြင်လိုက်လေမြင်သိစိတ်ဖြစ်သွားတဲ့နောက်မှာတင့်တင့်စွာနှလုံးမသွင်းဘူးတင့်တင့်စွာဆုံးဖြတ်မှုမချနိုင်တဲ့အခါကျတော့ယောနီတော်မနတိကာရမပါတော့အကုသိုလ်ဇောတွေစောတယ်မြင်ပြီးအကုသိုလ်ဖြစ် ကိုနဲ့လည်းဘာမှမဆိုင်ဘူးကိုဘဝတစ်ခုတည်းမှာတောင်မှကိုအာကုတုံနဲ့ကိုတောင် တော်တော်လေးကိုကိုကိုကယ်ရမှာသူတစ်ပါးကိုကြည့်ပြီးအာကုတုံတွေဖြစ် သူတစ်ပါးပြောတာတွေနားထောင်ပြီးအာကုတုံတွေပွားအဝင်းကျင်နဲ့ထိတွေ့ပြီးတော့အာကုတုံတွေပွားကိုအပူနဲ့ကိုတောင်ဒီတိုင်းငုတ်တုတ်ထိုင်နေရင်တောင်အာကုတုံပွားနေပါတယ်ဆိုတာပြင်ပအာယုံသူတစ်ပါးကိုအာယုံပြုတ်ပြီးတော့အာကုတုံပွားတဲ့သူကတော့အမိုက်တကထုတ်ခေါင်ပဲ ကိုကိုတိုင်းတောင်းမှနေ့တစ်မျိုးညတစ်မျိုးတော်တော်ကြာချစ်လိုက်တော်တော်ကြာမုန်းလိုက်တော်တော်ကြာကြည်ညိုလိုက်တော်တော်ကြာဆဲလိုက်နဲ့ကိုကိုတိုင်းရဲ့စိတ်ကိုကကိုကကိုအတ္တအလိုလိုက်ကိုလောဘအလိုလိုက်ကိုဒေါသအလိုလိုက်ပြီးတော့မိုက်မိုက်နေတာသူတစ်ပါးပါသွားပြီးတော့အာယုံပြုတ်ပြီးသူတစ်ပါးကိစ္စတွေဝင်ဆွက်ဖက်သူတစ်ပါးဘဝရေးရာတွေဝင်စိတ်ဝင်စားကိုကိုကိုတောင်းမှလမ်းဖြောင်းအောင်မစီမံနိုင်ဘဲနဲ့ကိုမိသားစုကိုတောင်းမှလမ်းဖြောင်းအောင် ပုံစံမတီးဆောက်ပေးနိုင်သေးပဲနဲ့သူတစ်ပါးဘဝကိုတသက်ကြီးတော်နွားအငါကြောင်းတွားဝေပန်းနေတဲ့သူမျိုးဟာရှိသေးတယ်။သူ့မှာရှိတဲ့အကုသိုလ်နဲ့တောင်သူမလုံလောက်ဘူးလို့ထင်နေတာ။အဲ့တော့ပြင်ပအာယုံဆိုတာကိုယ့်ကိုကောင်းကျိုးထက်ဆိုးကျိုးပေးတာယောနီတော်မနတိကာရရှိပါမှာ။အော်ဒီအစင်းအစင်းဟာရုပ်ပဲ။စတဲ့ကောပါဆင်ခြင်စိတ်မှာကဒါဟာရုပ်ပဲ။အဲ့အစင်းကိုတည်တာကဒါမြင်သိစိတ်ပဲ။ အဲ့မှာတင် မြင်သိစိတ်ဖြစ်တဲ့အချိန်မှာတံပတိဆိုင်တန်ဒီရဏဟောထောအာယုံလက်ခံတဲ့အာယုံစုံစမ်းတဲ့အာယုံကိုဆုံးဖြတ်ပြီးတော့ဇောလဲဆိုညံဇောတွေကြီးပဲဇောမှာအဲ့တော့ရူပယုံနဲ့သကုပ္ပတာရှေရှုအတူဥပတ်ကြတဲ့အခါမှာဒီနှစ်ခုဆုံရင်မြင်သိစိတ်ဖြစ်တယ်တိဏ္ဍံတင်ကတိဖတ်တော့သုံးပါဆုံရင်ဖတ်တာဖြစ်တယ်ဖတ်တာဖြစ်စရာဝေဒနာအဲ့ဒီဖတ်တာဖြစ်တဲ့အချိန်မှာဝေဒနာခံစားလိမ့်မယ် င့်တည်စွာနှလုံးသွင်းမယ်ဆိုရင်တော့ဩယုတ်တာဖြစ်သည်လို့တိယုံပဲတိပေးကြီးတော့ဥပိ္ပခာလေးနဲ့နေလိုက်မှာဒါပေမဲ့ तू ကငါချစ်တဲ့ तू လို့နှလုံးသွင်းလိုက်တော့အာယောနိတော်မနတိကာရဖြစ်သွားတော့လောဘစောစောဝါငါမုန်းတဲ့ तू လို့အာယောနိတော်မနတိကာရနဲ့နှလုံးသွင်းလိုက်တော့ဒေါသစောစောသွားတယ်အဲ့တော့လောဘစောတွေဒေါသစောတွေဟာဘု து ကြောင့်မှမဟုတ်ဘူးခုနှလုံးသွင်းကြောင့်ပဲ ကိုဘဝတွေကပေးနေတယ်မမြဲခြင်းတွေကိုဆင်ကျင်နိုင်မယ်ဆိုရင်ဒီအကုသိုလ်ကလွတ်မယ်။ဘုရားရှင်ကဒီအကုသိုလ်တွေနဲ့ပဲလုံပန်းနေတဲ့တတ္တဝါတွေရဲ့အကြောင်းကိုသိလို့မလို့ဒီကာမဘုံကာမကုံတရားတွေနဲ့ရောပြွမ်းနေတဲ့ကာမဘုံမှာပျော်နေသမျှကာလပတ်လုံးနန်းစည်းစိမ်မယားစည်းစိမ်စတဲ့ဒီစည်းစိမ်တွေအားလုံးဟာကိုယ့်ကိုယ်ဒီလိုအကုသိုလ်ဇောတွေကိုပဲစောစေတဲ့အရာတွေ အကုသို့အကြောင်းတရားတွေကိုပဲပြုစေပြီးတော့အကုသို့အကျိုးတွေပေးမယ်အရာတွေနောက်ထပ်ဘဝတွေကို ပေးမယ်အရာတွေလို့သိလို့တန်ရောစဉ်ဖြတ်ထားခဲ့တာအဲ့တော့တကယ်အာထုတ်သွားတဲ့အချိန်ကြတော့လေမြင်ရမြအစင်းကမမြဲဘူးခဏပဲတည်တယ်အဲ့တော့တင့်တင့်စွာနှလုံးသွင်းတော့မြင်လို့မြင်သိစိတ်ဖြစ်တဲ့နောက်မှာတံပတိဆိုင်တန်တီရဏဝုထောသောအဲ့ဒီအစင်းတွေမှာ तू ကညံတွေညံစောတွေအဲ့လို့ တမာတိနဲ့ရှင်တဲ့ကုသိုလ်ဇောတွေတတိနဲ့ရှင်တဲ့ကုသိုလ်ဇောတွေပညာနဲ့ရှင်တဲ့ကုသိုလ်ဇောတွေစောအောင်ကျင့်တာမကင်တရားတွေပွားပြီးတော့ပွားတဲ့တရားကကုသိုလ်ကိုသာပွားပြီးအကုသိုလ်မပွားဘဲနဲ့မြင်သမျှမှလည်းသူကမကင်တရားပွားလို့ရတယ်။ဘာပွားလဲဆိုတော့မြင်တာကိုတမာတိတိပွားလိုက်တာဒါအစင်းယုတ်တာဖြစ်တယ်။တမာတိတိပွားလိုက်တယ်။တတိထားလိုက်တယ် ဝိရိယစိုက်ပြီးတော့အကုသိုလ်မဖြစ်အောင်နေလိုက်တယ်။အဲ့တော့အဲ့ဒီပုဂ္ဂိုလ်ကအာယုံကိုဆင်ခြင်လို့ပြင်ဆောက်တော်တာဝေဇန်ဖြစ်ပြီးသွားတဲ့အခါမြင်သိစိတ်ဆိုတဲ့စိတ်ဖြစ်ပြီးတဲ့နောက်တင့်တင့်စွာနှလုံးအတွင်းပြီးတော့တံပတိဇံတန်တိရဏဝုထောဇောကြတဲ့အချိန်မှာကုသိုလ်ဇော ဖြစ်စေတယ်။အဲ့ကုသိုလ်တောင်မှတရားစင်တွေပြတ်ပြီးတော့ကိလေသာကင်းသောကုသိုလ်ဇောတွေဖြစ်စေတဲ့အဝိဇ္ဇာကင်းသောကုသိုလ်ဇောတွေဖြစ်စေပြီးတော့သူဟာ တမတ်တဖို့ကိုရာစေနိုင်တယ်အဆင်မြင့်သွားစေနိုင်တယ်အဲ့ဒီတာမန်ကာမဝဆရာကုတ္တတွေကနေပြီးတော့ဇန်ကုတ္တတွေရအောင်သူစူးစမ်းသွားနိုင်တယ်တဆင့်တဲ့တဆင့်တဲ့တက်သွားတာကိုယ်စိတ်အခြေအနေတွေကိုနှိမ့်ကြတာကနေမြင့်သွားအောင်တဖြည်းဖြည်းနဲ့ဆောင်းယူသွားနိုင်တယ်အဲ့လိုဇန်စိတ်ဆိုတဲ့တမာတိစိတ်တွေဖြစ်အောင် ကုတ္တတွေပွားနိုင်အောင်သူသူ့ကိုယ်သူမြင့်တင်သွားနိုင်တယ် သူ့ဘဝကိုသူကောင်းကောင်းမြင်တာကိုသူ့ဘဝသူဒုက္ခတတ်တတ်ပဲသူတစ်ပါးတည်းရဲ့ဘဝဟာလည်းဒုက္ခတတ်တတ်ပဲခန္ဓာကိုယ်ကြီးကကိုအလိုလိုနေရင်ပြောင်းလဲဖောက်ပြန်ရင်ကနေရာသီဝတ္ထုပေးရာသီမျိုး၅ပါးပေးဒီဘေးတွေနဲ့ဂျုံပြီးတော့ဒုက္ခပြင်းဒုက္ခပဲဂျုံနေတာပဲဘာမှမမောเสียရရှိလို့တော့လူတွေကလည်းအခုချစ်တယ်ပြောလိုက်အခုမုန်းတယ်ပြောလိုက်အခုကြင်ညိုပါတယ်ပြောလိုက်အခုသူကမကြင်ညိုပါဘူးပြောလိုက် အခုတစ္ဆာရှိလိုက်အခုပြန်တစ္ဆာဖောက်လိုက်နဲ့ဘသူကဒီမြဲနေတာရှိလို့တော့ဘာကိုအနစ်လို့ထင်ပြီးတော့စုတ်ကင်နေတာတော့မဒီမြဲတာတွေကိုစုတ်ကင်ထားပြီးတော့ဝမ်းနေနေတဲ့သူဟာဘာတွေဒီမြဲတာကိုရမှာတော့မဒီမြဲတာကိုအားကိုးထားတဲ့သူကဘာတွေအားတွေရမှာတော့သူအားကိုးထားတဲ့အရာမှသမျှကိုကယုတ်ကလည်းဖောက်ပြန်တာပဲနံကလည်းဖောက်ပြန်တာပဲသူချစ်တယ်လို့ပြောတဲ့သူကြီးကလည်းဖောက်ပြန်တတ်တဲ့အရာ သူမုံတယ်လို့ပြောတဲ့အရာကြီးကလည်းပြောင်းလဲဖောက်ပြန်တတ်တဲ့အရာမတိမြဲတာတွေကိုစုပ်ကင်ပြီးတော့ကိလေသာတွေထိုင်ပွားနေတဲ့သူဟာအမိုက်တကထုတ်ကောင်တွေပါပဲတဲ့ဒါကြောင့်အမိုက်ဆက်သိမ့်ကျင်တဲ့ဆိုရင်တော့ချစ်သူလည်းမရှိ မုံသူလည်းမရှိမြင်သည်မြတွေ့သည်မြကြားသည်မြအနံသည်မြအာယုံမှန်သည်မြတို့ဟာယုတ်တရားတွေသာဖြစ်ကြကုန်၍ငါဥစ္စာလည်းမဟုတ်ငါလည်းမဟုတ်ငါအတ္တလည်းမဟုတ်ဘူးကုံဆုံးတတ်တော်ကြောင့်မမြဲဘူးဖြစ်ပြီးပြတ်တတ်တော်ကြောင့်ဆင်းရဲတယ် ုဂ္ဂိုလ်တ attva မြဲခြင်းအဆရှိသောအနစ်မရှိသောကြောင့်အဆိုးမရဘူးစိတ်ခံစားချက်ဖြစ်သည်မအရာတွေဟာလည်းငါဥစ္စာမဟုတ်ငါမဟုတ်ငါအတ္တမဟုတ်ပဲနန္တရားတွေသာဖြစ်ကြတယ်အဲဒီနန္တရားတွေကလည်းခဏသာဖြစ်ပြီးခဏသာပြတ်သောကြောင့်ကုံဆုံးတတ်သောကြောင့်မမြဲဘူးဖြစ်ပြီးပြတ်တတ်တဲ့အတွက်ကြောင့်ဆင်းရဲတယ်ပုဂ္ဂိုလ်တ attva မြဲခြင်းအဆရှိသောအနစ်မရှိတဲ့အတွက်ကြောင့်အဆိုးမရလို့ဒီလိုလက္ခဏာ၃ပါးတင်လိုက်တဲ့နောက်မှာမှဉာဏ်တွေကိမ့်၍ ငြိမ်းအေးခြင်းကိုရရှိနိုင်တယ်။အဝိဇ္ဇာပဲ၍တဏ္မာဒိဋ္ဌိတည်းဟူသောဝိဇ္ဇာဉာဏ်ရရှိပြီးဆင်းရဲကိုဆင်းရဲလို့အမှန်တိုင်းသိသွားတော့မှဆင်းရဲရဲ့အကြောင်းတွေကိုပယ်တတ်နိုင်၍အကြောင်းချုပ်၍အကျိုးငြိမ်းကငြိမ်းအေးရာမှမျက်နှိပ်ပံကိုမျက်မှောက်ပြုရတယ်။ဒါကြောင့်တရားနာသူအပေါင်းသူတို့ကောင်းယောဂီအပေါင်းတို့ဒီလည်းပဲမိမိခန္ဓာကပြနေသောဒုက္ခများ မိမိဘဝကပြနေသောဒုက္ခများကိုဉာဏ်အသိဖြင့်အမှန်တိုင်းမြင်နိုင်ကြကုန်၍စင်ရဲ့ကင်းသွားအောင်ကြင့်ကြံနိုင်သော သူတော်ကောင်းသူတော်များများဖြစ်ကြပါစေကုန်တည်း။